မင်္ဂလာပါဗျာကျော်ဒီနေ့မိုယိုယာပစုံဟင်း channel လေးချက်ပြပေးတော့မှာဖြစ်ပါတယ်ဗျာကဲကျွန်းတဲ့သူလက်ကြည့်ကြရအောင်ဗျ let's go ကျွန်တော်တို့ဝယ်လာတဲ့ပစုံလေးကိုရေနဲ့အရင်ဆေးပေးလိုက်ပါမယ်ဗျာလက်လေးနဲ့ကျွန်တော်တို့တည်တည်ချာချာဆေးပေးပါမယ်ဗျာပြီးတော့ရင်တော့ကျွန်တော်တို့ဆေးထားတဲ့ပစုံလေးတွေကျွန်တော်တို့ခေါင်းလေးထောက်ပေးပါမယ်ဗျာ ပစုံလေးတွေကျော်တော့ခေါင်းထောက်ပြီးတော့ရင်တော့ကျော်တော့ရေနဲ့နောက်တစ်ခါပြန်ပြီးတော့ထပ်ဆေးပေးပါမယ်ဗျာဆေးထားတဲ့ပစုံလေးတွေကျော်တော့ဆယ်ထောက်ပြီးတော့ပကံထဲမှာထည့်ပေးပါမယ်ဗျာပြီးတော့ရင်တော့ကျော်တော့စားရဲချိုးမောက်ရဲစွန်းလွှဲမောက်ရဲထည့်ပေးပါမယ်ဗျာထည့်ပြီးတော့ရင်တော့ကျော်တော့လက်လေးနဲ့နယ်ပေးပါမယ်ဗျာနယ်ပြီးတော့ရင်တော့ကျော်တော့ကြက်သွန်နီလေးကိုပပလေးစီးထားပေးပါမယ်ဗျာကြက်သွန်နီပပလေးစီးထားပြီးတော့ရင်တော့ကျော်တော့ပစုံဟင်းထဲမှာထည့်ပေါ်တော့မကြီးရေလေးဖြော်ထားပေးပါမယ်ဗျာမကြီးရေလေးစိုင်းထားပြီးတော့ရင်တော့ကျော်တော့ငရောက်တည့်ရဲ့၆လေးယူပြီးတော့ကကြီးလေးနဲ့ညှက်ပေးပါမယ်ဗျာ တောင်မင်းလေးလောက်ဆိုင်ထားမယ်ဗျာ။ရင်ဆောင်ရော်တော့တောင်မင်းလေးလောက်ဆိုင်ထားတဲ့ငရောက်တီ6လေးကိုငရောက်ဆောင်ထဲမှာထည့်ပြီးတော့ထောင်းပေးပါမယ်ဗျာ။ငရောက်ဆောင်ထဲမှာကြက်သွန်ပြူထည့်ပေးမယ်။သီးထားတဲ့ကြက်သွန်တွေထည့်မယ်။ဘောင်လုံးထည့်ပြီးတော့ကျွန်တော်တို့ထောင်းပေးပါမယ်ဗျာ။ထောင်းထားပြီးရင်ကျွန်တော်တို့ပကန်ထဲမှာထည့်ပေးပါမယ်ဗျာ။ကျွန်တော်တို့ပစုံဟင်းချက်ပေါ်တော့အိုးထဲမှာစီထည့်ပေးပါမယ်ဗျာ။ထောင်းထားတဲ့ငရောက်တီကြက်သွန်တွေကြက်သွန်ပြူအိုးထဲမှာထည့်ပေးပါမယ်။ကျွန်တော်တို့ချက်ပေါ်တော့ပစုံလေးထည့်ပေးပါမယ်ဗျာ။ကျွန်တော်တို့ပစုံကပြိနေနေထည့်မယ်။ချုံမောက်လေးနေနေထည့်ပေးပါမယ်။ပြီးတော့ကျွန်တော်တို့စုံလေးမွေပေးပါမယ်ဗျာ။ရင်နဲ့ငယ်ထည့်မယ်။ရေထည့်ပြဖောင်းအောင် အဖောင်းပြန်ဖွေပြီးတော့မကြီးရင်နဲ့မစလာလေးပြူထဲပေးပါမယ်ဗျာနောက်ဆောင်မှာကျွန်တော်တို့ရှက်နန်နန်လေးပြူထဲပေးပါမယ်ဗျာကဲအရန်ကိုစားလို့ကောင်းတဲ့ပစုံဟင်းတပွဲရလာပါပြီဗျာ